Jet Electronic Projects Channel ကနေကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့စီနာအတိုင်းအုတ်ကလေးသုံးပြီးတော့နော်တွဲဖို့တွဲဖို့ power supply လေးကျွန်တော်ဆင်ပြပါမှာဖြစ်ပါတယ်။လိုအပ်တဲ့ပစ္စည်းကကျွန်တော်တို့ဒါတွဲစီလို့တွဲပေါ့နော် center tech transformer လေးတစ်လုံးလိုပါတယ်။ပြီးရင်ကျွန်တော်တို့ full wave break နော် full wave break diode အခုလိုမှာပါ။ရင်းနှီးတော့ကျွန်တော်ဒီ7812ပေါ့နော် regulator IC သုံးပြီးတော့ဒီတွဲဖို့တွဲဖို့ power supply လေးတစ်ခါကျွန်တော်ဆင်ပြပူပါတယ်။နော်ဒီခါတော့ကျွန်တော်ကဒီအဲ့ IC ကိုမသုံးတော့ဘဲနဲ့ ဇီနာတိုင်အုပ်ပေါ့နော်ဇီနာတိုင်အုပ်ကလေးသုံးပြီးတော့ဒါတွဲဖို့ AC 220ကနေ DC တွဲဖို့ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုနောက်မြောက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေလည်းအမျိုးမျိုးပေါ့ဗျာနော် IC နဲ့ပဲ IC နဲ့လည်းလောက်တာရမယ်ဇီနာတိုင်အုပ်လည်းသုံးတာရမယ်ပေါ့နော်အဲ့ဒီရွေးချယ်လေးနဲ့ကျွန်တော်ဒါဇီနာတိုင်အုပ်လေးနဲ့နော်တွဲဖို့ထုတ်တဲ့နည်းလေးကျွန်တော်မြောက်ပေးသွားမှာဖြစ်ပါတယ်ဗျာနော်ဒါက AC အဝင်220ကျူးနော်220 AC အဝင်ကျူးလေးဖြစ်ပါတယ်ဗျာနော်အဲ့ကျတော့ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေကတချို့မီနီကတ်နဲ့ဆင်ပြရင်သိပ်ပြီးတော့ မျက်စိလျှောက်တာတိတ်နားမလဲဘူးပေါ့เนาะအဲအားကြောင့်ကျွန်တော်ကကတ်ကိုမသုံးတော့ပဲနဲ့ဒီမှာနော်ပလတ်စတစ်ဘူးကုန်လေးပေါ်မှာပဲကတ်မလိုပဲနဲ့เนาะဒါလူတိုင်းလည်းဆင်လို့ရအောင်ကျွန်တော်ဒါလွယ်ကူရွှေရှင်းတဲ့နီလန်းလေးနဲ့ဒီတစ်ခါဒါမျှဝေပေးသွားမှာဖြစ်ပါတယ်เนาะကတ်ကိုမသုံးတော့ပါဘူးကတ်ကကြတော့ကောင်းတာကတော့ကတ်နဲ့ကရေရှည်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတ်နဲ့ဆင်ပြတဲ့အခါမှာအကျုံးမိတ်ဆွေတငယ်ချင်းတွေကဒီကတ်ပေါ်မှာဆင်လာကြတော့တိတ်ပြီးတော့မရှင်းဘူးပေါ့เนาะနားမလဲဘူးဆိုလိုအားကြောင့်ကျွန်တော်ကဒီပလတ်စတစ်ဘူးကုန်လေးနဲ့เนาะဒါက AC 220အဝင်ကျိုးကိုဒါ main တော့ရဲ့เนาะ AC 220ဖို့ဆိုတဲ့ဘက်ကိုဒါ set up ဖြစ်ပါတယ် AC 220ကနေ DC เนาะပြောင်းပါပါဒါကကျွန်တော်တို့ဒါ AC အဝင်မှာเนาะလပုံစံလေးပါ